တို့တို့လုံးဆိုင်ရင်ပါမဖြစ်အချင်းရေးစနေလေးငရုတ်စီစနေလေးကိုပြောပြပေးပါမယ်နနံမင်းအမြင့်ရေနနံမင်းလေးရေငရုတ်စိန်ရေရေးစီပေးပါမယ်နနံမင်းအမြင့်လေးတွေကိုရောရေးသေးချာလက်လေးနဲ့ပုတ်စီပေးပါမယ်အောက်မှာတဲတွေအများကြီးပါတယ်ဘောနော် သုံးလေးကလောက်သူ့ကိုတေးချာပုတ်စီပြီလို့ရှိရင်အဲ့လိုလေးတေးချာပို့ရတယ်လက်နဖန်နဲ့ဒါဗီဒီယိုရိုင်းနေလို့လက်တဖန်နဲ့ပို့တာပါနော်ဆော့ဆော့ကလည်းစေးတာသေးတယ်တခုမှမချန်တာပဲနဲ့ပြောပြပေးပါမယ်အိမ်မိတ်ဆွေတွေကိုလှုပ်ကြွေတာဖြစ်ဖြစ်အိမ်မှာလှုပ်ရှားတာဖြစ်ဖြစ် အချင်းကြီးလေးကိုအကောင်လုံးချိန်ကြရတယ်ပေါ့နော်ဒီအချင်းကြီးလေးကိုဘယ်လိုလုပ်လဲလုံနေသိချင်တဲ့သူတွေအတွက်ဝေမျှပေးတာပေါ့နော်အရင်ကတော့အမေဦးဒုထူတို့ဘာလို့ရောင်းရင်အချင်းကြီးလေးကိုဒီနေ့တိုင်းလေးဆက်ပြီးတော့ရောင်းပေးတာပေါ့နော်ဒါကတော့အချင်းကြီးနဲ့တွဲစားမဲ့ဝါးဦးတို့ပေပြားတို့လောက်ထားတာလေးပေါ့နော် ဒါလေးတွေကတော့ဗီဒီယိုမရိုက်တော့ပါဘူးဒီမှာအချင်းရင်ဖြော်ဖို့အတွက်ငရုတ်စိမ်းလေးရဲ့ကျသွန့်ဖြူလေးရဲ့ရှောက်သေးလည်းထည့်လို့ရသလိုတမ်းရသေးလည်းထည့်လို့ရတယ်နနံပင်လေးတွေရဲ့နနံမြင့်အမြင့်လေးတွေရဲ့ပေါ့နော်အဲအဲ့ဒါလေးတွေလိုပါမယ်အခုနနံမြင့်အမြင့်လေးတွေကိုထောင်းပါမယ်သူ့အလေးသူ့ရဲ့ဘယ်လိုပြောမလဲအနက်အရသာတော်တော်များများ ဟိုတည်တဲ့လူလည်းတည်ရမတည်တဲ့လူလည်းမတည်ဘူးပေါ့နော်။ तू ကဒီစော့တွေမှာဆိုရင်အသက်ကနက်နက်မင်းအမြင့်ပဲပေါ့နော်။ပြီးရင်ငရုတ်စိန်လေးထောင်းပါမယ်။နက်နက်မင်းအမြင့်လေးရဲ့ငရုတ်စိန်လေးရဲ့အတော်အသေးညက်ပြီဆိုရင်တတုံဖြူလေးထဲထောင်းပေးပါမယ်။ဒါမျိုးငရုတ်စီလေးတပူလောက်ပြီးရေခဲတိတာနဲ့ထဲထားရင်လည်းကိုစားချင်တဲ့ ဟိုဘယ်လိုပြောမလဲစားချင်တဲ့ထုတ်ထိုးဖြစ်ဖြစ်ပါဖြစ်ဖြစ်အဲ့ဒါနဲ့တွဲစားလို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးထောင်းပြီးသွားလို့ရှိရင်အချင်းရဆက်နီးလေးပြောပြပေးပါမယ်ဒါတော့ကိုအမြဲစားနေကြနေကိုအရန်ကြိုက်တဲ့အချင်းရဆက်နေလေပေါ့နော်တခြားနီးတွေလည်းအများကြီးရှိမှာပါအများကြီးလည်းရှိပါတယ်သူ ်ဖြော်မဲ့ငရုတ်စီလေးပေါ့နော် အချင်းရဖြော်မဲ့ငရုတ်စီဟာဒီငရုတ်ဒီ2000ပုံနဲ့တစ်စိတ်လေးကိုသုံးပါတယ်တကြားတစ်စွန်းထည့်ပါတယ်အချုံမုတ်လေးနည်းနည်းစားလေးနည်းနည်းဟိုကိုဖြော်မဲ့ငရုတ်စီပေါ်မူတည်ပြီးတော့မှန်းမိထည့်တာပေါ့နော်ဒါကတမရသေးလေးညှစ်ထည့်ပါမယ် ။တမယာသည်ကိုလည်းနှစ်ချမ်းသုံးချမ်းလောက်ပဲအရင်ထည့်ကြည့်တယ်ပေါ့နော်။သူ့ရဲ့ကိုဖြော်မဲ့ကိုဒီနေ့ကတော့အတော်အသင့်မဲ့ဖြော်မှာဆိုတော့လေ။ဟိုလိုတဘူးဖြော်ထည့်မယ်ဆိုရင်တော့သူဖြော်မဲ့အနေထားပုံမူတည်ပြီးကိုတစ်လုံးတန်းနေနှလုံးတန်းနေထည့်လို့ရတယ်ပေါ့နော်။အခုကတော့၃သိန်း၄ပဲညှစ်ပြီးတော့အရင်ဖြော်ကြည့်ပါမယ်။ နံနံမင်းလေးတွေကိုကက်ကြီလေးတွေနဲ့ပဲညှက်ထည့်ပေးလိုက်ပါတယ်တစိညင်စီအသေးစိတ်ပြပေးတာဟိုဘယ်သူမဆိုပါတော့ဗီဒီယိုလေးကြည့်ပြီးတော့ లై ဖြော်လို့ရအောင်လို့ပါကိုအရန်အဆက်မစားနိုင်တဲ့သူကငရုတ်တီလေးရှော့ထည့်လိုက်လို့ရတယ်နော် တော်တော်လေးစားလို့ကောင်းတာမို့အားလုံးကိုလိုက်လုပ်ကြည့်ပြီးစားသီးချင်ပါတယ်အခုကတော့ငရုတ်စီလေးထည့်ပါမယ်ဒီငရုတ်စီဘူးလေးကကုန်သွားလို့နောက်တစ်ခုထပ်ပေါက်ထည့်ပါတယ်ကိုကငရုတ်စီကိုတိတ်မကြိုက်ဘူးဆိုလို့ရှိရင်လည်းနည်းနည်းပဲထည့်လဲရတာပေါ့နော်ဒါပေမဲ့အခုတွဲစားမဲ့ဟာတွေကပဲပြားတို့ဝါဥတို့ ချက်ပေါင်လို့ချက်အတောင်ပံလို့အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်မို့လို့ဟိုဒီလိုမျိုးငရုတ်စီဖြစ်ဖြစ်လေးပြောတာပေါ့နော် အသားကင်တို့ငါးကင်တို့စားမယ်ငရုတ်စီကြတော့လဲတစ်မျိုးတသက်သွားတယ်ပေါ့နော်အဲ့ဒါလေးကိုလည်းလှုပ်ရှားဖြစ်တဲ့အခါကျရင်ဗီဒီယိုလေးတင်ပေးပါမယ်ခုလိုမျိုးငရုတ်စီလေးထည့်ပေးပြီဆိုရင်တော့ရေလေးနည်းနည်းထည့်ပေးပါမယ်။ဒါငရုတ်စီပလင်းလေးချင်းပြီးထည့်လိုက်တာပေါ့နော်။ ရေလေးထည့်ပြီးတော့ကိုကဖြစ်ဖြစ်လေးစားခြင်းနဲ့ဆိုရင်ဖြစ်ဖြစ်လေးစားလို့ရသလိုဟိုနည်းနည်းဖြစ်ဖြစ်ကြီးမကြိုက်ဘူးဆိုလို့ရှိရင် ရေလေးနည်းနည်းထပ်ထည့်ပြီးလို့ရပါသေးတယ်။ဒါကတော့အဲမြည်ကြည့်တာပေါ့နော်။အချင်းနည်းနည်းပေါ်လို့တမယာဒီနေ့တစ်စိတ်ထပ်ထည့်ပေးလိုက်ပါတယ်။အဓိကလုံနေတဲ့ဘောတရားတည်သွားလို့ရှိရင်ကျန်တာက ကိုယ်ကြိုက်တဲ့အရာတာကိုကိုယ်ပါကိုယ်ဆက်ဆက်ကြိုက်လားအချင်းကြိုက်လားအဲ့လိုမျိုး မြည်ကြည့်ပြီးတော့ပြင်သွားလို့ရတယ်ပေါ့နော်ပါဝင်တဲ့ပစ္စည်းလေးတွေကိုအဓိကသိစေချင်လို့တင်ပြရခြင်းဖြစ်ပါတယ်ကဲအခုကတော့တခုချင်းစီနဲ့တို့ပြီးတော့စားကြည့်ရလုံးဝကိုစားလို့လည်းကောင်းအရသာလည်းထီမီကွီနဲ့လုံးဝအဆင်ပြေတော့အရသာရှိတော့ငရုတ်စီလေးတစ်ခွက်ရရှိတော့ပါပြီရှင်